မင်္ဂလာပါရှင်ဒီနေ့ဆက်ပြီးရှင်းပြပေးမှာကတော့တတမရင်စင်ချာအတွက်ချက်ကလေ့ကျင့်ခန်း3တတမရှင်းနံပါတ်1ပဲဖြစ်ပါတယ်အဘာကိန်းတစ်ခုစီဤအနည်းဆုံးတန်ဖိုးကိုရှင်းသွဲဖော်ပြထားသည့်နေရာအထိရှားပါတဲ့အဲ့တော့ဆရာမတို့ကသူအနည်းဆုံးတန်ဖိုးသူ့ဘေးနားမှာရှင်းသွဲပြီးတော့မှပေးထားတာရှိတယ်အဲ့ဒါလေးကိုရေးပြရမှာဖြစ်ပါတယ်အဲ့တော့စက်ခွန်တတမ26 17.26ပေးထားတယ်အနည်းဆုံးအပြည့်ကိန်းကိုရှားပေးရမှာနော် ဲ့တော့အနည်းဆုံးအပြည့်ကိန်းကိုရှာဖို့အတွက်ဆိုရင်ဆမရဒါအပြည့်ကိန်းဆမရလိုချင်တာဒီဒါဒါကိုလိုချင်တာပေါ့နော်ဒါဆိုရင်သူ့ရဲ့နောက်ကိုတစ်ချက်ကြည့်လိုက်မယ်နှစ်ဆိုတော့ရှေ့ကိုတစ်တိုးလို့မရဘူးဒါကြောင့်မလို့သူ့ရဲ့အဖြေဒီစက်ခွန်ဆိုပြီးတော့ရမယ်အဲ့တော့ဒါကဘာလဲဆိုတော့အနည်းဆုံးအပြည့်ကိန်းဆမရယူထားတယ်အနည်းဆုံးအပြည့်ကိန်းအနည်းဆုံးအပြည့်ကိန်းရပြီနော် နောက်တစ်ခုကြည့်မယ်321တသက်မှာ631သူကလည်းအနည်းဆုံးအပြည့်ကိန်းဆိုတော့ဒါကအပြည့်ကိန်းဒီ321အဲ့တော့အပြည့်ကိန်းကိုလိုချင်နောက်ကဆယ်လီစိတ်နေရာကိုကြည့်မယ်ဆယ်လီစိတ်က6ဆိုတော့ကျွန်တော်ရှေ့ကိုတက်တိုးလို့ရတာဖြစ်တဲ့အတွက်ကြောင့်မလို့သူ့ရဲ့အပြည့်ဒီ321က320နဲ့ဖြစ်လာမယ်အဲ့တော့ဒါကတော့အနည်းဆုံးအပြည့်ကိန်းယူထားတာဖြစ်တယ်ဟုတ်ပြီနော်အဲ့တော့အနည်းဆုံးအပြည့်ကိန်းဆိုပြီးရေးပေးပါမယ်တကယ်လို့မရေးရင်လည်းရပါတယ်သူမိခွန်းထဲမှာပါပြီးသားဆိုတော့လေနော် နောက်တစ်ခုကကားငယ်ဒီ၃ရက်သက်မှာ864အနည်းဆုံးခုကိန်းခုဆိုတာဒီဒီနေရာပေါ့ဆမ်မရောခုလိုချင်တာဒီနေရာလိုချင်တယ်ဒါဆိုရင်နောက်ကိုတစ်ချက်ကြည့်မယ်နောက်ကိုကြည့်လိုက်တဲ့အခါမှာဒီဒါရှေ့ကိုတစ်တိုးလို့ရတာဖြစ်တဲ့အဲ့အတွက်ကြောင့်မလို့ရှေ့ဆိုတော့၅ထက်ကျော်နေတော့ရှေ့ကိုတစ်တိုးမယ်ဒါကြောင့်မလို့သူ့ရဲ့အဖြေက1ဆိုပြီးတော့ရတယ်ဟုတ်ပြီနော်အဲ့တော့1ကဘာယူထားရလဲဆိုတော့အနည်းဆုံးခုကိန်းအထိယူထားတယ်နောက်တစ်ခု၃ရက်သက်မှာ468အနည်းဆုံးခုကိန်းအထိ အဲ့တော့ခုကိန်းဆိုတာဆရာမတို့လိုချင်တာဒီနေ့အောက်လိုချင်လဲ။ဒါဆိုရင်သူ့ရဲ့နောက်ကိုကြည့်လိုက်မယ်။နောက်ကိုကြည့်တဲ့အခါကျတော့သူက၄ဆိုတော့၄ဒီ၅ထက်မကြီးဘူးဆိုတော့ဆရာမတို့ဒီသူ့ရှေ့ကိုတစ်တိုးလို့မရဘူး။ဒီတော့သူ့ရဲ့အဖြေကစီးတိုးပဲရမယ်။ဒါဆရာမတို့ကအနည်းဆုံးခုကိန်းရဲ့အထိအမှန်ယူထားတဲ့တန်ဖိုး။ဟုတ်ပြီနော်။နောက်တစ်ခုကကျတော့135.648 ဟုတ်ပြီဆာမရလိုချင်တာအနည်းဆုံး10ဂိမ်း10ဂိမ်းဆိုတော့ဒီမှာပေါ့နော်30နဲ့5ဒီ3ဆိုတဲ့ဂိမ်းအဲ့တော့ဒီ10ဝင်လိုချင်လို့ရှိရင်နှောက်ကိုကြည့်မယ်ဆာမရနှောက်ကိုကြည့်တော့ငါငါဒီရှိကိုတတိုးလို့ရတာဖြစ်တဲ့အတွက်ကြောင့်မလို့135ဒီ140ဖြစ်လာမယ်ဒါကအနည်းဆုံး10ဂိမ်းအထိနီးရာတန်ဖိုးယူထားတယ် ရှာလုံးက135တသမ648အနည်းဆုံး10စိတ်ပိုင်း10စိတ်ပိုင်းဆိုတာက10လီစိတ်ကိုပြောတာဖြစ်ပါတယ်တူတူပဲเนาะ10လီစိတ်10စိတ်ပိုင်းနေအတူတူပဲဖြစ်တယ်အဲ့တော့ဆရာမတို့ကဒီထိလိုချင်တာဆရာမတို့လိုချင်တာက10လီစိတ်အထိလိုချင်တယ်10စိတ်ပိုင်းအထိလိုချင်တယ်ဒါဆိုရင်ဆရာမတို့နောက်ကိုကြည့်မယ်၄ဆိုတော့ရှေ့ကိုတက်တူလို့မရတော့သူဆရာမတို့အနည်းဆုံးယူပါလိ135တသမ6ဆိုရရမယ်ဟုတ်ပြီเนาะဒါဒီအနည်းဆုံး10လီစိတ်အထိယူထားတဲ့တန်ဖိုးဖြစ်ပါတယ် စလင်ကကြတော့135ရတ္တမ648ရတ္တမ2နေရာအထိယူမယ်ဆိုတော့ရတ္တမ2နေရာဒီဆယ်လီစိရာလီစိဒီထိယူမယ်ပေါ့ဆင်မတော်ဟုတ်ပြီနော်ဒါဆိုရင်အဲ့ဒီထိလိုချင်တဲ့ဆိုရင်နောက်ကကင်းကိုကြည့်ရပါတယ်ဒါ G5 မှာကလေးကလည်းပါပြီးသားတွေပါဒါဆိုတော့ဒီ6က9ထက်များတဲ့အတွက်ကြောင့်ရှေ့ကိုတိုးလို့ရတယ်ဒါကြောင့်135တသက်မှာ65ဆိုပြီးတော့မှသူရဲ့တသက်မှာ2နေရာအထိတန်ဖိုးရပါမယ်နောက်တစ်ခုကဇာခွဲ ၃ညတမ၃ည၃ည၃လင်းကအနည်းဆုံးရာစိတ်ပိုင်းရာစိတ်ပိုင်းဆိုတော့ဆယ်စိတ်ပိုင်းဟုတ်ပြီနော်ဒါဆယ်စိတ်ပိုင်းရာစိတ်ပိုင်းဒီချီပေါ့ဆမလို့လိုချင်တာအဲ့ထိဖြစ်တယ်။ဒါဆိုလို့ရှိရင်သူ့ရဲ့နောက်ကိုကြည့်မယ်၃၃ဆိုတော့ရှေ့ကိုတူတူလို့မရဘူး။ဒါကြောင့်မလို့ဆမလို့ရမယ်ဖြစ်ဒီ၃ညတမ၃ည၃ညဒါကအနည်းဆုံးရာစိတ်ပိုင်းအထိယူထားတဲ့တန်ဖိုးဖြစ်ပါတယ်ဟုတ်ပြီနော်။နောက်တစ်ခုက တဆယ်တသက်မှာ1 3 9 1 3 9 1တသက်မှာ2နေရာချီယူမယ်2နေရာချီဆိုတော့တနေရာ2နေရာချီယူမယ်ပေါ့နော်ဒါဆိုရင်ကျွန်မတို့နောက်ကိုကြည့်မယ်နောက်ကဂိမ်းနေတစ်ဖြစ်နေတဲ့အတွက်ကြောင့်ရှေ့ကိုတတူလို့မရအောင်မရတဲ့ခါမှဒီသူ့ရဲ့အဖြေက10တသက်မှာ1 3 9ဒါတသက်မှာ2နေရာချီယူထားတဲ့အမှန်တန်ဖို့နောက်တော့ည145တသက်မှာ7 5 5ကအနည်းဆုံးထောင်စိတ်ပိုင်းထောင်စိတ်ပိုင်းအထိယူမယ် အဲ့တော့ဆယ်စိတ်ပိုင်းရာစိတ်ပိုင်းထောင်စိတ်ပိုင်းကျမတို့ကဒီချီယူခြင်းလေအဲ့ဆိုရင်သူရဲ့နောက်ကကင်းကိုချိမယ်ငါငါဒီရှေ့ဦးတက်တို့လို့ရတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျမတို့ကရှေ့ဦးတက်တို့ပြီးမှအဖြေယူမယ်145တက်တမ15ငါဆိုပြရမယ်ဒါကအနည်းဆုံးထောင်စိတ်ပိုင်းအထိယူထားတဲ့တန်ဖိုးဖြစ်ပါတယ်နောက်တစ်ခုက145တက်တမ15အနည်းဆုံးထောင်စိတ်ပိုင်းထောင်စိတ်ပိုင်းဆိုဆရာမတို့ကရည်ကြည့်မယ်နော်သူကဒါကဘယ်ထိပဲလဲဆိုတော့10 ဒါဆဲစိတ်ပိုင်း၊ရာစိတ်ပိုင်း၊ထောင်းစိတ်ပိုင်းဆိုတော့ဒီမှာ၃ညထည့်ပြီးတော့စဉ်းစားမယ်။ဒါဆိုရင်နောက်မှလည်း၃ညပဲဆိုတော့ရှေ့ကိုတည်တူလို့မရဘူး။ဒီတော့ဆမတော့ထောင်းစိတ်ပိုင်းအထိဒသမ၃နေရာအထိယူတဲ့အခါမှာဒီ145ဒသမ7 5၃ညဆိုရရမယ်ဟုတ်ပြီနော်။အဲ့တော့ဒါကတော့ဝင်းစားဝင်းပိနဲ့ရေးချင်းမရေးချင်းကတော့အเจ้าမဆရာမတွေကဘယ်လိုတင်တယ်လဲဆိုတဲ့ပုံမှာမူတည်ပါရယ်။အဖြေကတော့ဒီလိုရမယ်။တကယ်လို့ကလေးတို့ရေးခိုင်းတယ်ဆိုရင်ဒီမှာဝင်းစားဝင်းပိနဲ့အနည်းဆုံးထောင်းစိတ်ပိုင်းအထိဆိုပြီးရေးပေးရပါမယ်နော်။မရေးခိုင်းလို့ဆိုရင် တော့လေဒီမှာညီမချင်းထုတ်ပြီးတော့အဖြစ်ရေးလိုက်ရုံပဲဟုတ်ပြီလားနံပါတ်1က9.65 9.65ပြီးတော့မှပိုင်းစီအ3.8 3.8ပိုင်း9.60ဣတန်ဖို့သမဏနေရာအထိအမှန်ရှာပါဆိုဆရာမတော်ကသူ့ကို စားပေးရမှာဖြစ်တယ်အဲ့တော့မိကွန်းလေးရေးရအောင်9.60 3.8အဲ့တော့ဆရာမတို့ဒီဒသမနဲ့စားရတာဒီခက်တာဖြစ်တဲ့အတွက်ကြောင့်မလို့သူ့ကိုဒသမဖြောက်ပြီးမှမှစားမယ်။အဲ့ခါကျတော့ဒသမတနည်းရဆိုတော့10နဲ့မြောက်မယ်။ ၃ရက်သမ8ကိုဆမတို့က10နဲ့မြောက်မယ်။ပိုင်းစီကို10နဲ့မြောက်တော့၅ရက်သမ6ခွန်ကိုလည်း10နဲ့မြောက်မယ်။ဒါဆိုရင်ပိုင်းစီမှာရမှာဒီ8ပိုင်းဝေမှာက10နဲ့မြောက်ရသမတနေရညာဘက်ကိုရွှေ့တော့56ရသမ9ဒါဆိုဆမတို့က56ရသမ9ကိုဒီ8နဲ့စားမယ်။ဟုတ်ပြီနော်။အဲ့တော့8 9 56ဆိုတော့ဒီမှာ၃ရက် တသမအပေါ်တင်ခုနှစ်ချင်းခုနှစ်ကိုဆွဲလိုက်ပြီဆိုတာနဲ့ဆင်မတော့အလီဝင်ပေးရပါမယ်ဒီတော့သူက၈ကအလီဝင်လို့မရတော့၈၃ည၄ည၃ခုနှစ်အဲ့တော့၃ညဆွဲအဲ့တော့ဆင်မတော့ဝင်လို့ရတာက၈၈လေး64 6ကျင်းဟုတ်ပြီအဲ့တော့ဆံမရဘလောက်ကိုရှာကျင်တာလဲဆိုတော့အပေါ်ကမိကွန်းတစ်ချက်ပြန်ကြည့်မယ်တသမာ2နေရာအထိအဲ့တော့2နေရာအထိရှာခိုင်းနေဆိုရင်ဆံမရက3နေရာအထိရှာမယ်နောက်ကကိန်းကိုကြည့်ပြီးတော့မှရှေ့ကိုတည်တူလို့ရမယ့်အစဉ်းစားဖို့အတွက်ဟုတ်ပြီနော်ဒါဆိုရင်ဆံမရ2နေရာရပြီဆိုတော့နောက်ထပ်2နေရာထက်ရှာမယ်3ရာဆွဲဟုတ်ပြီနော်အဲ့တော့ဒါက8956ဝင်မယ်ပြီးတော့မှ6ကျင်းမယ် ော် sorry လေးချက်မယ်ဆိုတော့ဒါကကျွန်တော်တို့၃နေရာထိရှာပြီးသွားပြီဆိုတော့သူ့ရဲ့အဖြေကိုအနည်းဆုံးယူတဲ့အခါမှာဒီနှစ်နေရာပဲလို့ကျင်တော့နောက်ကခွန်ကရှေ့ကိုတက်တိုးလို့ရတာဖြစ်လို့9တသမ3ည9ဆိုပြီးတော့ရမယ်အဲ့တော့အဲကျွန်တော်တို့ကသူကတသမနှစ်နေရာအထိအမှန်ကိုလို့ကျင်တာဆိုတော့ကျွန်တော်တို့အဖြေရေးမယ်အဖြေညီမြချင်း ၃ည sorry 9ဒသမ၃ည8ဒါက sorry ဒီ၈ကဘာဖြစ်လာမလဲဆိုတော့2နေရာချီယူခိုင်းတာဆိုတော့၃ည9ဒသမ၃ည9ပြီးတော့မှ ქვენ စ ქვენ ပိတ်နေဒသမ2နေရာချီအမန် တန်ဖို့ဆိုမှရေးလို့ရပြီဟုတ်ပြီနော်သတ္တမနှစ်နေရာတိအမှန်တန်ဖို့ဒါဆရာမတို့ကအဖြေရေးပြီးမှဘေးနားနဲ့ကိုယ်စားဝင်ပိတ်နဲ့ရေးလိုက်တာအဲ့လိုမှမရေးချင်ဘူးတခါတည်းပဲအဖြေကိုတန်းရေးမယ်ဆိုလို့ရှိရင်လဲစားလက်ဤစားလက်ဤသတ္တမနှစ်နေရာတိအမှန်သတ္တမနှစ်နေရာတိ အမှန်ဆိုပြီးတော့ရေးပြီးတဲ့အခါမှာဒီစမရရတဲ့အဖြေကိုရေးလိုက်ရုံပဲ9တသက်မှာ39ဆိုပြီးတော့ရပြီနော်အဲ့တော့ဒါတော့ကိုကြိုက်တယ်လို့ရေးရင်မဲဒီလိုကိုစားဝင်ပိတ်လေး ਨੇ ရေးရင်လည်းရတယ်လို့ဒီလိုတသက်မှ900အထိအမှန်က9တသက်မှ39ကိုရတယ်ဆိုပြီးတော့မှအဖြေမှာရေးလို့ရတယ်ဟုတ်ပြီနော်နောက်တစ်ခုကြည့်အောင်၄တတမ9အစား၄တတမ၈ဤတန်ဖိုးကိုအနည်းဆုံးရာစိတ်ပိုင်းရာစိတ်ပိုင်းဆိုတာဒီတတမ2နေရာကိုပြောတာ ဟုတ်ပြီနော်ဆယ်စိတ်ပိုင်းရာစိတ်ပိုင်းဆိုပြီးတော့လာမှာဆိုတော့တမနှစ်နေရအထိရှားပေးရမယ်။နှစ်နေရအထိရှားခြင်းလဲဆိုရင်ဆံမတို့ကအနည်းဆုံးတော့၃နေရအထိရှားရှားပြီးမှရှေ့ကိုတည်တိုးလို့ရမယ့်အစဉ်စားလို့ဟုတ်ပြီနော်အဲ့ခါကျတော့မိကုန်းလေးစုပေးထားတာက၄တမ9တအစာ၄တမ8အဲဆိုရင်ဆံမတို့အစာကိုအပိုင်းကိန်းပုံစံနဲ့ရေးလိုက်မယ်၄တမ8ဒါဆိုရင်တမကိုဖျောက်ဖို့ရန်အတွက်30နဲ့မြောက်မယ် ဆိုတော့နေတသမ၈အမြောက်10၄တသမ9အမြောက်10ဆိုပြီနော်အဲ့တော့ဒီထိရပြီဆိုရင်ဆရာမတို့10နဲ့မြောက်လိုက်မယ်ဆိုတော့အောက်မှာဒီ28ပိုင်းဝေးမှာကတသမနဲ့တနည်းရွှေတော့49တသမ1ဆိုပြီးတော့ရတယ်အဘိနာဒါဆရာမတော်က49ဒသမ1ကိုဒီ28နဲ့စားမယ်။အဲ့တော့28နဲ့လီရတော့ဝင်လို့မရဘူးဆိုတော့ဒလီပဲဝင်မယ်။28ဒလီ28 နှုတ်လိုက်မယ်တစ်ချင်ဒါ၄၂ကိုနှုတ်တော့အော် sorry ဒါဒီ30တဲက8ကိုနှုတ်တော့နှစ်နှစ်ရခွင့်ရက5ကိုဒါက4က3ဆိုတော့3တရား2ကိုနှုတ်တော့7တရား19ပဲကျန်မယ်ဒသမကိုဒီသူ့နေရာနဲ့သူအပေါ်ဖို့မယ်7ကိုဆွဲမယ်ဟုတ်ပြီနော်အဲ့တော့ဆရာမတို့ဒီ50အလီဝင်လာမို့လို့ခွင့်ရက်အပေါ်မှာ7ကိုရှိမှဖြစ်တယ်ဟုတ်ပြီနော်အဲ197ဒီ28ကအနည်းဆုံးဆရာမတို့က ။ဘယ်နဲ့လေးလောက်ဝင်လို့ရမလဲဆိုတော့ဒီ6လေးလောက်စမ်းကြည့်မယ်။8648 4642နဲ့စနဲ့လေးရဲ့က16 168ဆိုတော့8လေးပဲဝင်လို့ရမယ်။ဟုတ်ပြီနော်။168ဆိုတော့ sorry 6လေးဝင်လို့ရမယ်။အဲ့တော့နှုတ်မယ်10တဲက8ကိုနှုတ်တော့2 2ရဲ့တဲရဲ့က3 6ဒီ8ဖြစ်သွားပြီဆိုတော့8ထဲက6ကိုနှုတ်တော့2 20နဲ့3ဟုတ်ပြီဒါဆိုလို့ရှိရင်ဆရာမတို့က3ညဆွဲချတော့မယ်3ညဆွဲ အဲ့တော့230ဆိုတော့ဆရာမတို့ဒီ28ကအာဒီ28ဘယ်နဲ့လီဝင်မလဲ10လီဆိုရင်တော့280အဲ့တော့6လီဆိုရင်လည်းဒါ280ရဲ့အောက်မှာ250ကျော်မှာရှိမယ်ဒီတော့ဆရာမတို့230ဒီအနည်းဆုံး8လီပဲရမယ်။ဟာဘယ်တော့အဲ့လိုမျိုးလေးစဉ်းစားစီမယ်ပေါ့ကို၈လေး၈၀နဲ့ဆိုတော့9 4 4 18ဆိုတော့18အပေါင်း9က20နဲ့ နှစ်ဆက်ငါအဲ့တော့ဒါကိုးလီရတော့ဆင်မတို့ကဝင်လို့မရအောင်အဲ့တော့ဆင်မတို့ဒီဒါရှစ်လီပဲဝင်မယ်နော်ရှစ်ရှစ်လေး64 4လေး6မဲ8 46 66ပေါင်း6က22 224လေးအဲ့တော့ဆရာတို့ဒီရှစ်လေးဝင်လိုက်မယ် 220နဲ့၄အဲ့တော့ဆမရောကတမန်၄ရာထိရှာတာလေးရသွားပြီဒါပေမဲ့ဒီမှာဂျီယာကင်းကိုကြည့်ပြီးတော့ရှေ့မှာတစ်တိုးချင်းမတိုးချင်းကိုစဉ်းစားမှဖြစ်လို့နောက်တစ်လုံးကိုတော့ဝင်ပေးရမယ်ဟုတ်ပြီနော်အဲ့ခါကျတော့30တဲက၄ဝင်တော့6ဒါကတော့2ဆိုတော့3ညရယ်ဆိုတော့6ပဲကျန်မယ်3ညဆွဲအဲ့28ကတော့2လီပဲဝင်လို့ရမယ်28လီ56ဆိုတော့ဖြေက3ညအဲ့တော့ဆမရောရတဲ့ဖြေဒီ6တသမ68 68နှစ် အဲ့တော့နှစ်တည်ရှိကိုတည်တူလို့မရအောင်ဆိုတော့ဆရာမတို့လိုချင်တဲ့နှစ်နေရာအထိတန်ဖို့ဒီဖြစ်တဲ့တမ68ပဲရအောင်အဲ့တော့ခုနလိုပဲအဖြေရေးမယ်အဖြေဆိုပြောမှာတည်တဲ့တမ68ခွန်းစာခွန်းပိနေအနည်းဆုံးရာစိတ်ပိုင်းအထိအမှန်လို့ရင်းလဲရတယ်လို့ခုနဆရာမဒီဘက်မှာရေးပြတဲ့အတိုင်းပေါ့နော်ဒီမှာအဖြေပါပြီဒါစားလက်ဤအနည်းဆုံးရာစိတ်ပိုင်းအထိအမှန် စားလက်ဤအနည်းဆုံးရာစိတ်ပိုင်းအထိအမှန်ဆိုပြောရေးပြီးတော့မှလည်းကျမတို့ရဲ့ရထားတဲ့အဖြေကိုရေးလို့ရတယ်ဟုတ်ပြီနော်ဒါတော့ကိုယ့်ရဲ့ကိုဘလို့အဖြေရှင်းလဲဆိုတဲ့ပုံမှမတည်တယ်ဘလို့ပဲရေးရမှန်ပါတယ်တိတသမ6ရှစ်လို့ရေးပြီးတော့မှဝင်စားဝင်ပိနေအနည်းဆုံးရာစိတ်ပိုင်းအထိအမှန်လို့ရင်းလဲရေးဒါမှမဟုတ်စားလက်ဤအနည်းဆုံးရာစိတ်ပိုင်းအထိအမှန်ညညာချင်းတိတသမ6ရှစ်လို့ရင်းရတယ်ဟုတ်ပြီနော်ဒါတော့ကျမတို့ရဲ့အဖြေဒီနှစ်ဒီရှေ့ကိုတည်တိုးလို့မရတာဖြစ်တဲ့အတွက်ကြောင့်မလို့တည်တဲ့တမ6ရှေ့ဆိုလို့ရပါတယ် နောက်တစ်ခုကကြတော့တင်တမငန်းနဲ့ပိုင်း300တမ300 300 300 300နဲ့အီတန်ဘိုးကိုအနည်းဆုံးထောင်စိတ်ပိုင်းထောင်စိတ်ပိုင်းဆိုတော့10စိတ်ပိုင်းတမနောက်ကဒီ10စိတ်ပိုင်းရစိတ်ပိုင်းထောင်စိတ်ပိုင်းဆိုတော့300အထိရှာခိုင်းတယ်ဟုတ်ပြီနော်300အထိရှာခိုင်းရင်400ရောက်တဲ့အထိဆံမတော့ရှာပြီးမှရှေ့ကိုတက်တိုးခြင်းမတိုးခြင်းကိုစဉ်းစားပေးမယ်ဒါဆိုတော့ဆံမတော့မိကုန်ကူလိုက်အောင် ပိုင်းခြေဒီတတမ9နဲ့ပိုင်းဝေမှာ3ညတမ3ည3ည3ည3နဲ့ဟုတ်ပြီအရောဆရာမတို့ကပိုင်းခြေမှာစားကိန်းမှာပေါ့နော်တီကိန်းမဟုတ်ဘူးစားကိန်းမှာဒီတတမမထားဘူးဆိုတော့တတမနည်းနည်းရရှိလို့100နဲ့မြောက်တယ်တတမ9နဲ့အမြောက်100ဟုတ်ပြီနော်အဲ့တော့ပိုင်းဝေကို sorry ပိုင်းခြေကိုမြောက်လို့ရှင်ပိုင်းဝေကိုလည်းမြောက်မယ်3ညတတမ3ည3ည3ည3နဲ့အမြောက်100ဆိုတော့ ဟုတ်ပြီဒါဆိုလို့ရှိရင်သူကတရားနဲ့မြောက်တဲ့အတွက်ကြောင့်မလို့ပိုင်းချီရတော့150နှစ်ဆိုရရသွားပြီပိုင်းဝေမှာတသမာ2နေရရှိမယ်တရားနဲ့မြောက်ရင်2နေရညာဘက်ကိုရွှေ့မယ်ရွှေ့လိုက်တဲ့ခါမှဒီ3ညာတသမာ3ညာ3နှစ်ဆိုရရမယ်ဟုတ်ပြီနော်3ညာတသမာ3ညာ3နှစ်ဟုတ်ပြီဒါဆိုရင်3ညာတသမာ3ညာ3နှစ်ကိုဒီ150နှစ်နဲ့စားမယ် ဟုတ်ပြီနော်အဲ့တော့ဒါကတော့နည်းနည်းလေးစဉ်းစားရပါမယ်3ညတသက်မှာ3ည3နဲ့ကိုဒီ150နဲ့စားမယ်အဲ့တော့ဒီ3ညကိုဆင်မလို့အလီဝင်မယ်150နဲ့3ညလေး3ညဒါတဆင်းရသွားပြီတသက်မှာကိုသူ့နေရာနဲ့သူ့ပို့3ညဆွဲဟုတ်ပြီဆွဲလိုက်ရင်ဆင်မလို့ဒီအလီဝင်ရမယ်ဟုတ်ပြီနော်ဒါဆို150နဲ့3ညလေး3ညဟုတ်လားအဲ့တော့3ညလေးဝင်ပြီးလို့ရှိရင်တော့3ကိုဆွဲ3ဆွဲရင်လည်း3ညလေးဝင်ရမယ်3 3ည နောက်တော့နှုတ်တော့သုံးချင်နှစ်ဆွဲနှစ်ဆွဲတော့လေဆရာမတို့ကတုံညလီ32ကအလီဝင်လုံးမရတော့တုံညလီဝင်မယ်တုံညအဲ့တော့ကျန်မာဒီ32နှုတ်တို့ရတာ32ဒါဆိုမှဆရာမတို့ကတုံညဆွဲမယ်320ဆွဲတော့အလီဝင်လို့ရပြီ150နဲ့နှစ်လီက300နဲ့4ဟုတ်ပြီနော်150နဲ့4က300 150နဲ့4က3 3ည4အဲ့တော့ကျန်မာဒီ7ချက် 16ဆိုတော့ဆမ်မရော်ကဒီ160ဆိုပြီးတော့ယူလိုက်လို့တက်လီဝင်တက်လီထက်ဝင်မယ်ဆိုရင်ရတယ်။ဒါပေမဲ့ဆမ်မရော်လိုချင်တာအပေါ်မှာခုနစဉ်းစားထားတာဒီထောင်စိတ်ပိုင်းဒီဆက်စိတ်ပိုင်းရာစိတ်ပိုင်းထောင်စိတ်ပိုင်းအထိဟုတ်ပြီနော်ထောင်စိတ်ပိုင်းလိုချင်တယ်ဆိုတော့နှောက်ကနှစ်ထိရှာတာဆိုတော့ဆမ်မရော်ရပြီ။ဒီနားမှာလည်းရက်လိုက်လို့ရပြီ။အဲ့ဒီခါကျတော့ဆမ်မရော်ရဲ့အဖြေဒီဘယ်လိုဖြစ်လာမလဲဆိုတော့သူကဆက်စိတ်ပိုင်းရာစိတ်ပိုင်းထောင်စိတ်ပိုင်းအထိပဲရှာပါဆိုတော့နှောက်ကနှစ်တိရှေ့ကိုတက်တိုးလို့မရအောင်ဆိုတော့အဖြေဒီ300သမား300 300 300ဆိုပြီးရတယ်။ ဒါအဖြေပဲဟုတ်ပြီနော်အဲ့တော့ခုနအဖြေရေးတယ်လို့ပဲခုစကွန်ပိတ်နေအာစားလိုက်ရဲ့အနည်းဆုံးထောင်စိတ်ပိုင်းရဲ့ထီအမှန်ဆိုတာမျိုးတော့ခုနရှင်မရေးပြပြီးသားဆိုတော့ရတယ် အဲ့တော့ဒါဒီဆံမတဆင့်ပြီးတဆင့်ဝင်ထားတာ၃ညောက်အလီဝင်နေ၃ညောက်ဝင်နေ၃ညောက်ဝင်နေအဲ့လိုမဝင်မဲနဲ့ကလေးတို့အထင်းနဲ့ပေါ့နော်ရရဲဆိုရင်တခါတည်းပဲ152တိသူက၃ညလီတတမအောင်ထို၃ညဆိုရင်လည်း၃ညလီ၃ဝင်လဲ၃ညလီဝင်မဲ၃၂ချရင်လဲ၃ညလီဝင်မဲအဲ့ဒါပြီးတော့မှပဲ၃၂320ဖြစ်တဲ့အချိန်ကြမှာ၂လီဝင်တာဆိုပြီးတော့မှဒီမှာတယ်လဲပဲဆံမတို့ကဒီမှာ320ထားပြီးတော့မှ3 3ညလီအနှုတ်ဆိုပြီးတော့ အဲဒီဆက်ချ160ဆိုတော့ဒီလိုလာလို့ရတယ်။ဟုတ်ပြီနော်ဒီအဆင့်နေအဆင့်နေအဆင့်နေမသွားဘဲနဲ့ဒီလိုတစ်ခါလေးသွားလို့ရတယ်။အဲ့တော့ဒီမှာအဆင့်နေနဲ့သွားလိုက်တာတော့ကလေးတွေလေးနဲ့ရှင်းသွားတယ်ပေါ့နော်။အဲ့တော့ဆက်လို့အရင်ဆုံး3ညဝင်နေပြီးမှနောက်က3ညဝင်နေနောက်3ညဝင်မယ်အဲ့လိုမျိုးလေးအဆင့်လေးတွေကိုပြီးသွားမယ်ဟုတ်ပြီနော်။အဲ့တော့ဆက်လို့နောက်တစ်ပုတ်သွားမယ်နံပါတ်5 အမှန်ငါးဒီငါးနဲ့တမတ်တလေးငါးအမြောင်၊သုံးရတမတ်၁ခွန်အေတံမှုကိုအတိအကျတွက်ယူပြီးတမတ်၂နေရာအထိရှာမလို့၂နေရာအထိရှာခိုင်းရင်၃နေရာအထိရှာမယ်ပြီးတော့ရှေ့ကိုတက်တူးမလားမတူးလားဆိုတာကိုစဉ်းစားမယ်အဲ့တော့အမြောင်ဆိုတော့မြောင်လိုက်ရုံပါပဲငါးတမတ်တလေးငါးသုံးရတမတ်၁ခွန်ဆိုဒီလိုတမတ်တွေကိုတော့ဘယ်လိုထားမလဲဆိုတော့ကိစ္စတချို့ကလေးတွေကအတော်လေး ရှုပ်ကြရပါတော့เนาะအဲ့တော့ဒီလိုတက်တယ်လေးထားလိုက်ရင်လည်းရှင်းပါတယ်အဲ့တော့ခုနှစ်နဲ့စပြီးတော့ညောင်းမယ်ခုနှစ်ငါးလေး35 9ရေ3မှတ်ခုနှစ်လေးလေး28 28အပေါင်း3 28အပေါင်း3နဲ့37တိတ်ရေ3မှတ်အဲ့တော့ခုနှစ်တလေးခုနှစ်ခုနှစ်အပေါင်း3က30 3ညရေ1မှတ်ခုနှစ်ငါးလေး35 35အပေါင်း1 36 ရပြီ။ဒါဆိုရင်ဆရာမတော့တင်းနေမြောက်မယ်။တင်းကားလေတင်းနေမြောက်ရင်တော့ဒီတလုံးကိုခြံပြီးတော့ဒီအောက်ကနေစာရေးတယ်ဒါတည်ပြီးသားနော်။တင်းကားလေ၅၊တလေးလေ၄၊တတတလေး၁။နောက်တော့တင်းကားလေ၅။အဲ့တော့ပေါင်းလိုက်မယ်။9 4 5 6 ဟုတ်ပြီဒါဆိုလို့ရှိရင်ဆရာမတို့ကတို့ရတမဖြစ်မယ်ဒီမှာ၄နေရာရှိတယ်ဒီမှာ၂နေရာရှိဆိုတော့ oh sorry ဒီမှာ၃ဒီမှာ၂အဲ့တော့ပေါင်းလိုက်တော့၅နေရာ၅နေရာဖြစ်မယ်ဆိုတော့၁၂၃၄၅၅နေရာဖြစ်တော့တတမဒီလိုလာမယ်ဒီမှာရှိမှာ၃ညဟုတ်ပြီနော်ဒါဆရာမတို့က၅နေရာဖြစ်လိုက်တာဆိုတော့ဆရာမတို့အခုရှာကျင်တာဒီတတမ၂နေရာအထိပဲရှာကျင်တာဆိုတော့၃နေရာအထိကိုစဉ်းစားမယ်၁၂၃ သူက၄ဆိုတော့ရှေ့ကိုတက်တူလို့မရဘူးဒါကြောင့်သူ့ရဲ့အဖြေဒီ၃ညတသမာ၈ခွန်းအဲ့တော့ခုနလိုပဲကွင်းစာကွင်းပိနေတသမာ၂နေရာအထိအမှန်လို့ရေးရင်လည်းရေးပါဒါမှမဟုတ်ရင်လည်းစားလက်ဤတသမာ၂နေရာအထိအမှန်တန်ဖို့ဆိုပြီးတော့မြင်များချင်း၃ညတသမာ၈ခွန်းဆိုပြီးတော့ရေးလို့လည်းရတယ်ဟုတ်ပြီနော်ဒါဆိုလို့ရှိရင်တော့ဆံမတို့ဒီနေ့သွားလိုက်တယ်ဒီချင်းခဲ၃တသမာ၈ကိုကလေးတို့ရသွားပြီလို့ဆံမထင်ပါတယ်နော် နောက်ဗီဒီယိုဒီမှာ3တသမ2တသမ3အရာရောက်ကဏ္ဍရွတ်တွက်ခြင်းတွေကိုဆက်ပြီးတော့ရှင်းပြပေးမှာဖြစ်ပါတယ်ရှင်ခုလိုအဆုံးထိနားထောင်ပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်